ျွန်တော်ဆရာဝန်တယောက်ပါဆိုရဲကြော်ညာလေးမှတ်မိကြမလားတော့မပြောတဲ့ဘူးမန္တန္တနဲ့ရိုက်ထားတာအဲ့ကြော်ညာနဲ့ကျွန်တော်စာပြီးတော့ပြိတ္တရီအတိမဲ့ပြုခဲ့တယ်အဲ့ဒီတုန်းကမန္တန္တနဲ့ပထမအုံဆုံးစုံမူတာပေါ့အဲဟုတ်တယ်ပထမအုံဆုံးစုံမူတာအဲ့တုန်းကအမကကျတော့အဲ့လိုမျိုးစပြီးတော့တွေ့ရချင်းမှာကျွန်တော်တို့လည်းဘာပဲပြောချိန်တာပေါ့နော်အဲ့ချိန်တော့ဆိုတော့2000နေ2003လေးအဲ့အပေါ်မှာကျွန်တော်ဖြစ်မှာပေါ့နော်ကျွန်တော်လူပညာလောကရဲ့စိုက်ဝင်ခံစားဆိုတဲ့ခါကျတော့နန္ဒာလိုင်းဆိုတဲ့မင်းလေးတယောက်နေကျွန်တော်က ဟိုကကြီးခဲ့ရတာကြိုက်ခဲ့ရတာအားပေးခဲ့ရတယ်အဲ့လိုမျိုးကိုအထူးလေးသိလို့ဆောင်မယ်ဆိုတော့သူနဲ့ကိုလည်းစကားရပြောမှဆိုခါကျတော့နည်းနည်းရှိန်တော့ရှိတာပေါ့ဒါပေမဲ့အမကအဲ့လိုဖိဖိမလေးနဲ့ပေါ့နော်ဟိုရင်းနှီးမှုရအောင်အမဟိုပြောဆိုဆက်ဆံပေးတဲ့အခါကျတော့ကိုကလည်းစိတ်ထဲမှာရင်းနှီးဆွေးနွေးဆိုတဲ့အခါကျတော့သိလို့ဆောင်ရတာပို့ပြီးတော့ဟိုအဆင်ပြေချုံးမိသွားပါပေါ့နော်အားပေးမှာပေါ့အထူးလေးသိလို့ဆောင်ရမယ်ဆိုရင်ပူတော်မှပြောပါ ဟောဟောကျွန်တော်ကဒီအမှုပညာလုပ်ငန်းကတော့လိုပဲဟိုဟိုဂျူဇာဂျူဇာလေးလုပ်တဲ့အားလေးရှိတာပေါ့နော်အဲနောက်ပြီးတော့ကျွန်တော်ဟိုဟာဆရာဦးအောင်ကိုလက်စီမှာတော့ဒီဒီ MIF ပေါ့ MIF International Flying Academy မှာအဲအဲတင်နေတက်ထားတယ်ပေါ့နော်တင်နေတက်ထားတယ်နောက်ပြီးတော့ဒီကျွန်တော် MC ပေါ့အခမ်းအနားမှုနဲ့ပတ်သက်တဲ့ဥစ္စာလေးတွေအဲဒါကျွန်တော်အဲကို ND ရဲ့ကိုကျော်သူလင်းရဲ့ဆီမှာပေါ့နော်သူတို့ဆီမှာလည်းတက်ထားအခုလက်လုံးကတော့အဲ့လိုပဲဒီအမှုပညာနဲ့ပတ်သက်တဲ့ဟာတွေတင်နန်းလေးတွေတက်ဖြစ်တယ်လိုတဲ့ပညာလေးတွေဖြည့်တယ်ပေါ့နော်ဒါကိုလည်း ိုအချိန်ရတဲ့အချိန်လေးမှာပေါ့နော်အဓိကတော့ကျွန်တော်ဟိုဆရာစီရဲ့ပညာလိုချင်လို့ပေါ့နော်ဆရာကကြတော့ကျွန်တော်ဒီအမှုပြန်လောက်ကတည်းကဝင်လာတဲ့အချိန်ဟန်စပြီးတော့အခုလက်ရှိအချိန်ထိဟိုတာအကောင်းဆုံးလမ်းညွှန်ပြသပြည့်အဲလက်ဦးရှင်ဂျေဦးရှင်ဆရာလည်းလက်ဦးဆရာပေါ့နော်ဂျေဦးရှင်လက်ဦးဆရာလည်းဖြစ်တယ်နောက်ပြီးတော့ဆရာကြီးရဲ့ဒီအမှုပညာတက်တန်းမှာရောတက်တန်းတစ်လျှောက်ကြီးလဲလို့ရှိရင်တော့အခုလက်ရှိနောက်ဆုံး app ဖြစ်တဲ့ဤပညာရဲ့အစပေါ့နော်အဓိကတော့ဒီ drive demand ပေါ့နော်အဲ့လိုမျိုးဆွဲခါကျတော့ဆရာဆီကနေပြီးတော့ကျွန်တော်ကဒီ ဟိုဒီ trading နဲ့ပတ်သက်တဲ့ဟာတွေနောက်ပြီးတော့ကျွန်တော်အနုပြန်လောကမှာကျော်ဆို20ကျော်ပြီနော်20ကျော်ဆိုတော့ကျွန်တော်ဒီသရုပ်ဆောင်တယောက်နဲ့မတူညီတဲ့ရှူတောင်းနေပြီးတော့ဒီ trading တို့အဲ producer တို့ DOP တို့ script writer တို့ storyboard တို့အများကြီးပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်ကဒီကိုမတူညီရှူတောင်းနေပြီးတော့ကိုဟိုကတင်ယူရတဲ့သဘောပေါ့နော်အဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီသရုပ်ဆောင်ဒီလမ်းကြောင်းအတွက်လည်းဒါအထောက်ပံ့ဖြစ်စီမယ်ပေါ့နော် အဲနောက်ဘက်ကိုရဲရှင်တဲ့ဟာလေးပါတခါကျကိုစိတ်ကူးရှိလို့ရဲရှင်တဲ့ဟာလေးတွေပါပဲဖြစ်အဲ့လိုမျိုးရဲမယ်ဆိုလို့ရှိရင်ကိုအတွက်အရင်ရက်ဆိုင်ပူတော့ဟိုကောင်းမွန်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်ကူးနဲ့တက်ဖြစ်တာပါခင်ဗျာဟုတ်အဓိကတော့ဟိုပရိသတ်တွေပြီးတဲ့ခွန်အားနေပါပဲပရိသတ်တွေကကျွန်တော်ဒီကျွန်တော်ဒီအမှုရလောကဝင်လာတဲ့စပြီးတော့ဝင်လာတဲ့အချိန်ကနေစပြီးတော့ပေါ့နော်ကျွန်တော်အဲကျွန်တော်ဆရာဝန်တယောက်ပါဆိုတော့ကြော်ညာလေးမှတ်မိကြမလားတော့မပြောတဲ့ဘူးမန်နန္ဒနဲ့ရဲထားတာအဲ့ကြော်ညာနဲ့ကျွန်တော်စာပြီးတော့ပြည်သက်တွေအတိအမှတ်ပြုခဲ့တယ် နောက်ပြီးတော့အဲဒီပကံရာဆိုရင်ကားပေါ့နော်မက်ဂျီဗရှင်ရိုက်တဲ့အဲအဲပကံရာဆိုရင်ကားမှာရှင်းအနားနဲ့စပြီးတော့ဟိုအတိမပြုတ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးကနေစပြီးတော့ဒီတိုးဆောင်လုပ်ငန်းကျွန်တော်တောက်လျှောက်လုပ်ခဲ့တဲ့အချိန်မှာကျွန်တော်တောက်လျှောက်လုပ်ခဲ့တဲ့အချိန်မှာဒီဟိုပေါ့အဲ့အခုအချိန်ကြီးကိုပေါ့နော်ကျွန်တော်တောက်လျှောက်လုပ်ခဲ့တဲ့အချိန်နဲ့ရှိတယ်ဂျားထဲမှာအဲနနာအနေနဲ့လုပ်ခဲ့တဲ့အချိန်နဲ့ရှိတယ်နောက်ပြီးတော့အကြောင်းမူကြောင့်ခဏရက်နာခဲ့အချိန်နဲ့ရှိတယ်ပေါ့နော်အဲ့ဘယ်လိုပဲဖြစ်ဟိုပြည်သက်ကကျွန်တော်ကိုအမြဲတမ်းဟိုချစ်ခင်တဲ့ ပေါ့နော်မေတ္တာသူတို့ပြိတ္တရပြည့်မေတ္တာနဲ့သူတို့ပြည့်ခွန်အားနဲ့ပဲအာကျွန်တော်ယက်တိကြတော့ခွင့်ကျင်တိတဲ့ပြိတ္တရကဟိုကျွန်တော်အဲချစ်ပေးတယ်ခင်ပေးတယ်အဲကျွန်တော်ဘာပဲလို့လို့အားပေးတယ်ကျွန်တော်အိမ်တော်ပြုတော့လည်းချစ်ပေးတယ်ကျွန်တော်အမျိုးသမီးကိုချစ်ပေးတယ်နောက်ပြီးတော့ကျွန်တော်အခုသမီးလေးရတော့လည်းအဖိုးမလေးကိုလည်းဝိုင်းပြီးချစ်ပေးကြတော့ဒါအဓိကတော့ပြိတ္တရပြည့်ရဲ့ခွန်အားနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီအနုပညာကိုဒီချစ်တဲ့စိတ်နဲ့ပေါ့နော်အဲ့နှစ်ခုနဲ့ပေါ့အနုပညာနဲ့ပတ်သက်လို့ရှိရင်လောဘကြီးတယ်ဗျာအနုပညာနဲ့ပတ်သက်လို့ရှိရင်အများကြီးလို့ရှင်တယ် အများကြီးလဲလို့ရှင်တယ်ပြိတ္တတွေရဲ့အချက်ကိုလည်းအများကြီးလို့ရှင်တယ်အဲအဲ့လိုပေါ့ဒါဒီအဲ့ရဲ့နောက်ကမှကိုကိုလို့ရှင်တယ်အမှုပညာကိုစိတ်တန်းကြလုခွင့်ရရတယ်ပြိတ္တတွေရဲ့မြေတောက်ကိုရရတယ်အဲ့ဒါပြီးတော့မှနောက်ကဒီအောင်မြင်မှုတို့ငွေချေးတို့ဆိုတော့ဒါအဲ့အနောက်မှာပါလာတဲ့ဟာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီအကြောင်းမျိုးမျိုးကြောင်းပေါ့နော်အဲ့လိုပဲပြောမှာအကြောင်းမျိုးကြောင်းဒါတစ်ခါလေကြောက်လဲကိုအားမလို့အားမရဖြစ်ခဲ့တဲ့အချိန်တွေရှိတာပေါ့ခွင့်ရည်တွေရှိနေတာပဲခွင့်ရည်တွေဟိုပေါ့ဟိုအဓိကတော့အမှုပညာလို့ပေါ့ အများကြီးဒီတက်ဖို့အများကြီးလှုပ်ချင်တာပေါ့ဟုတ်အရှိရစီနီယာတွေပေါ့အဲစီနီယာတွေရောနောက်ပြီးတော့အခုကျွန်တော်တို့ねဒီကျွန်တော်တို့ဒီတက်တန်းမှာရှိနေတယ်ပေါ့เนาะဒီ immunization တော့အကောလုံးကိုပေါ့เนาะဒါပြည်သက်တွေကတော်တော်လေးကိုချစ်ပေးကြတယ်မန္တနာလို့ဆိုလို့ရှင်လဲဒါအမှုပညာလောကမှာဆိုလို့ရှင်သူတို့ပြည်သက်တွေရဲ့အချစ်တွေမြစ်တဲ့အများကြီးကိုရပြီးတော့မှသူတို့တွေကဒါ အနားယူတဲ့အနားယူတဲ့သဘောပေါ့နော်နည်းနည်းလေးဟိုကနားတဲ့သဘောလုံးဒီလိုမျိုးလုံးနားဒါပေမဲ့လည်းဒီနေ့ဒီချိန်ထိကျွန်တော်တို့ကိုယ်တိုင်လည်းဒါဟိုဟိုချစ်တယ်ခင်တယ်အားပေးတယ်ပြိတ္တတွေအကုန်လုံးချစ်တယ်ခင်တယ်ကျွန်တော်တို့ကသူတွေဆိုလို့ရှိရင်ကျွန်တော်တို့သူတွေပြိတ္တပြန်ဖြစ်သွားတာပေါ့နော်မန္နနာတို့မထတို့ဘခင်အများအများကြီးပါပဲအဲ့ကျွန်တော်အရှိအစီနေရပေါ့နော်သူတို့ကျွန်တော်တို့က တကယ်ကိုလည်းသူတို့ဒီရှောက်လှမ်းခဲ့အမှုပြန်နိုင်ကြအောင်ပါဗောနော်တကယ်ကိုပြည်သက်တွေတော့ကိုတကယ်ကိုကောင်းမွန်တဲ့အမှုပညာရသတွေပေးတယ်အောင်မြင်မှုတွေတည်ဆောက်နိုင်ခဲ့တယ်တည်ထောင်နိုင်ခဲ့တယ်ပြည်သက်တွေရဲ့အခြေကိုလည်းရခဲ့တယ်အဲ့လိုအဲ့လိုအဲ့ဒီအမှကျွန်တော်လည်းပါတာဗောနော်အဲ့လိုမျိုးဆိုခဲ့ကြသူတို့ရဲ့ဟိုအမှုပညာအဲအမှုပညာစွမ်းအားလို့ပဲပြောအောင်ဗောနော်အဲ့အဲ့ဒါကြောင့်မို့ခွင့်နေတယ်ပြည်သက်တွေကမမေ့ဘူးချစ်တယ်ကျွန်တော်ဆိုရှင်တွေ့လို့ရှင်အများအမမင်္ဂလာပါမတွေ့ရကြဘူးเนาะဗာသူတို့ရဲ့ကိုယ်ကိုသတိတရားနဲ့အများနဲ့ ဟိုရှိပြီးတယ်ပေါ့နော်ကိုတို့ရှင်လည်းအဲ့လိုမျိုးဆိုတဲ့ခါကျတော့ပြောရတာပေါ့ဟောအဲ့တော့ဆရာဦးအောင်ဦးလည်းဆိုမှကျွန်တော်အာကီလိုကစားနေတာအဲ့အဲ့နေကမကတိုင်းကကျွန်တော်အဲ့ဒါ6ောက်ခောက်သွားတာအာကီလိုကစားရင်6ောက်6ောက်6ောက်ခောက်သွားပေါ့နော်အဲ့6ောက်ခောက်သွားတော့အဲ့ဒါနဲ့ပြီးတော့မှဆရာကနေအဲ့အဲ့နောက်ရက်ကျတော့ရိုက်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ထန်တော့လေးပြီးတယ် ်အထန်လို့အဲ့ဆော်လေးကျွန်တော်ခရီးသိမ်းလာတယ်ကျွန်တော်တို့အမှတ်တရစညွှန်းလေးပေါ့နော်စညွှန်းဆိုတော့တော်တော်လေးပါပဲအာအဲ့လိုပေါ့နော်အာဒါချောင်းဆောင်းဆိုးနေရလားဘာညာပေါ့နော်ဟိုဆေးတောက်ဘူးကအဲ့လိုပြောတဲ့ဟာပေါ့နော်နောက်ဆုံးအပိတ်ကြတော့မှနောက်ဆုံးအပိတ်ကြတော့မှကျွန်တော်ဆရာောင်တယောက်ပါဆိုပြီးတော့အဲ့ပြောတဲ့ဟာလေးပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့အဲ့ဒီတုန်းကမန္တလေးနဲ့ပထမအုံဆုံးစုံမှုတာပေါ့အဲဟုတ်တယ်ပထမအုံဆုံးစုံမှုတာအဲ့တုန်းက ဘုရောအဲ့ကြော်ညာလေးပထမဆုံးစုံမှုလားအဲ့ဒါပြီးတော့မှကျွန်တော်ကဒီပကံရာဇဝင်မက်ဂျီရှင်ကားမှကျတော့အဲအတူတူတွဲပြီးတော့တေးဥဆောင်တေးဥဆောင်ဆိုတာကျွန်တော်ကဖုန်းကြီးနေရပါမမနာတော့မင်းသမီးနေရပါနော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အမကကျတော့အဲ့လိုမျိုးစပြီးတော့တွဲရချင်းမှာကျွန်တော်တို့လည်းဘာပဲပြောရှိန်တာပေါ့နော်အဲ့ဒီရှိန်တော့ဆို2000နဲ့2003 2004အဲ့အပေါ်ကျွန်တော်ဖြစ်မှာပေါ့နော်ကျွန်တော်နုပညာလောကစိုက်ဝင်ငန်းသားဆိုတဲ့ခါကျတော့ဟိုကျွန်တော်တို့ကမန္တနာဆိုတော့မန္တနာနိုင်ဆိုတဲ့မင်းလေးတယောက်နေကျွန်တော်တို့က ဟိုကကြီးခဲ့ရတာကြိုက်ခဲ့ရတာအားပေးခဲ့ရတယ်အဲ့လိုမျိုးကိုအထူးရဲသေးဆောင်မယ်ဆိုတော့သူနဲ့ကိုယ်နဲ့စကားပြောမှဆိုခါကျတော့နည်းရှိန်တော့ရှိတာပေါ့ဒါပေမဲ့အဲအမကအဲ့လိုဖိဖိမလေးနဲ့ပေါ့နော်အာမောင်လေးကအာစီသူကဘာဖြစ်နေညာဖြစ်တော့အဲ့လိုမျိုးအာဆရာစီမှာရိုက်ရိုက်နေကြာပြီးတာပါအဲ့လိုအလားပါတလားပါပြီးပေါ့နည်းဟိုရင်းနေမှုရအောင်အမဟိုပြောဆိုဆက်ဆံပြီးရဲ့ခါကျတော့ကိုယ်ကလည်းစိတ်ထဲမှာရင်းနေနေဆိုနေဆိုတဲ့ခါကျတော့တိုးဆောင်တာပို့ပြီးတော့ဟိုအဆင်ပြေချုံးမိသွားပါပေါ့နော်အားပေးမှာပေါ့အတူတူတိုးဆောင်ရမယ်ဆိုရင်ပူတော်မပြောပါဘူး